စတန်ဖို့ဘရစ်မှာလက်ရှိချန်ပီယံကိုအနိုင်ရခဲ့တဲ့ချဲစီ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူရတဲ့ကျွတ်သွားတယ်ခင်ဗျာကျွန်တော်ကိုကိန်းမှာချဲစီနဲ့လီဗာပူးရဲ့ပွဲပြီးသုံးသပ်ချက် full time review လုပ်ပေးသွားကြပါတယ်ချဲစီနေနဲ့လက်ရှိချန်ပီယံလီဗာပူးအသင်းကိုအကောင်းဆုံးအနိုင်ကိုကျော်ဖြတ်ပြီးတော့နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပါတယ်ဒီချိန်မှာနှစ်သင်းလုံးက ကောင်းနေတဲ့ form တွေနဲ့ပြိုင်ခဲ့တာမဟုတ်ပေမဲ့လေ Chelsea ကအချိန်နေပိုဆိုးတယ်။နောက်တန်းစုပွဲမှုရလည်းအားမလို့အားမရဖြစ်เสียကောင်းပြီးဒီပွဲစဉ်မှာ George Achimbao နဲ့ဗဒီယာရှိုင်းလိုကစားသမားမျိုးကိုပွဲထွက်ခွင့်ပေးပြီးကစားစရာလောက်တဲ့အထိကျွန်တော်တို့နောက်တန်းစုပွဲမှုကအတော်လေးယိုယွင်းပျက်စီးခဲ့တယ်။လက်ရှိ current form အရာကလည်း Benfica တသင်းထဲကိုပဲနိုင်ထားတာ။ Premier League မှာကန်တဲ့ပွဲတော်တော်များများနောက်ပိုင်းပွဲတွေရလက်ဆိုးထားတယ် ဲ့တော့ကြောင့် Liverpool ထက်အခြေအနေစိုးနေတဲ့အခြေအနေမျိုးကနေဒါ Liverpool ကိုနိုင်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကတော့နိုင်ပွဲတစ်ပွဲထက်ပိုတဲ့နိုင်ပွဲလို့ပဲသတ်မှတ်ချင်တယ် Liverpool လည်းမှန်တယ်လက်ရှိအချိန်မှာနောက်ဆုံးနှစ်ပွဲဆက်ရှုံးထားတယ်သို့ပေမဲ့လူစည်းရင်းစုဖွဲ့မှုအရအသင်းရဲ့လက်ရှိပါဝါအရပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့အသင်းတွေကိုနိုင်တာထက် Liverpool အနိုင်ရလိုက်ခြင်းက Chelsea ရဲ့စိတ်ဓာတ်နဲ့ခွန်အားပိုင်းကို အများကြီးတိုးတက်သွားစေနိုင်တဲ့အတွက်ဒီပွဲကနေရမယ့် benefits တွေကအများကြီးဖြစ်ပါတယ်ဆောနောက်ထပ်ထူးခြားတာတစ်ခုပေါ့နော်ချယ်ဆီဒီဘန်ဖီကာကိုနိုင်ပြီးတိုင်းရလက်ကောင်းလေးရှိတယ်အရင်တည်းကလည်းဒီစကားကျွန်တော်ပြောခဲ့ဘူးတယ်ချယ်ဆီပရိသတ်အများစုကတော့ဒါကိုကန်အားဖြင့်ယုံကြည်ကြတယ်ဒီနေ့ပွဲစဉ်မှာလည်းချယ်ဆီအနေနဲ့အဲ့လိုဘန်ဖီကာကိုနိုင်ပြီးနောက်ထပ်ရလက်ကောင်းတစ်ခုကိုဖော်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ပွင့်လင်းပြောရင်ချယ်ဆီက အိမ်ကွင်းအဝေးကွင်းမြို့ရလက်ပိုင်းရဆိုးရွားနေတာဆွဲဆောင်ရေးပိုင်းရညံ့နေတာတော်တော်လေးကြာခဲ့ပြီဒီနေ့ပွဲစဉ်မှာကတော့တချို့သောအပိုင်းတွေအားမလို့အားမရဖြစ်တာကလွဲရင်ကြံတဲ့အပိုင်းတွေမှာဘာမှအပြစ်ပြောစရာမရှိပဲလီဗာပူးကိုအနိုင်ယူကစားခဲ့တာပါအထူးသဖြင့်ပထမပိုင်းမှာ ချယ်ဆီသင်းရဲ့ကစားတဲ့ပုံမန်ပါပြီးအတော်လေးကိုကောင်းခဲ့ပါတယ်ကျွန်တော်ပထမပိုင်းမှာချယ်ဆီရဲ့ကစားပုံကိုမြင်ရတာ FIFA Club World Cup မှာ PSG ကိုအနိုင်ယူကစားခဲ့တဲ့ ်ခြေသွန်းတဲ့စိတ်ဓာတ်မျိုးပြောင်းမြင်ရတဲ့အတွက်တော်တော်သဘောကျတယ်ဒုတိယပိုင်းမှာတော့ပြိုင်မက်နီးပြအာရနာစလော့ရဲ့ပိုင်နိုင်ရှိမှုကြောင့်လီဗာပူးကပြန်အသာသီးရပြီးချယ်ဆီသည်လုံးဝပြိုလဲသွားခဲ့တယ်တက်ပြတ်သွားခဲ့တယ်ကျွန်တော်တို့ရင်တမမနဲ့ကြည့်နေရတာသွားပါပြီကွာတည်ရလောက်ကြရင်တော်ပါပြီရှုံးတော့မယ်ဆိုတော့အတွေးခံစားချက်မျိုးပါ ရှိခဲ့ပေမဲ့နောက်ဆုံးတော့နောက်ဆုံးချိန်ခါမှာအက်စတီဗောင်းရဲ့မလျှော့တော့ဇွဲလုံးလာဝရီးယားနဲ့ကြိုးစားမှုကြောင့်ချယ်ဆီသည် နိုင်ပွဲတပွဲကိုရအောင်ဖော်ဆောင်နိုင်ခဲ့တယ်မှားလို့အဖိုးတဲ့နိုင်ပွဲတပွဲကိုရအောင်ဖော်ဆောင်နိုင်ခဲ့တယ်ဆိုတော့ပရမိုင်းမှာကျွန်တော်တွေကဘာကြောင့်အသာဒီရတယ်လဲတချို့တော့ဘျူအပိုင်းချင်းကပ်မှုလေးအနေငယ်လောက်အောင်ဒါကျွန်တော်အမြင်ကျွန်တော်အထင်တသက်သာဖြစ်ပါတယ်ဆိုတော့အာနာစလော့ရဲ့လီဗာပူးကွင်းလယ်ပိုင်းက Chelsea ထက်ပို strong ဖြစ်တယ်ဒါ RGB မကာဒိုမီနစ်ဆိုဘူးလိုက်လောက်အားနှုံးလဲကောင်းတယ်လက်ရှိအချိန်မှာလဲ prime ကိုရောက်နေတဲ့ကစားသမားတွေ premier league ရဲ့ အကောင်းဆုံးကစားသမားတွေထဲမှာလည်းအပါဝင်ဖြစ်ထားတဲ့သူတွေအဲ့တော့ဒီလိုအချိန်မှာကျွန်တော်တစ်ဖက်ကကျွန်တော်တို့ Chelsea ရဲ့ကွင်းလယ်စုဖွဲ့မှုကိုကြည့်နောက်ပိုင်းပွဲတွေမှာ form တော်တော်အောက်လာတဲ့ Enzo Fernandez Moises Caicedo တယောက်ပဲရှိတယ်ဒင်ပြချက်ပြည့်ဆိုလို့ဘေးနားမှာဝင်ဆော့ပေးနေရတာလေ Reece Jay ဒီကွင်းလယ်ကစားသမား၃ယောက်နဲ့ကျွန်တော်တစ်ဖက်ကကွင်းလယ်ကစားသမား၃ယောက်နဲ့ဘာမှမဆိုင်ဘူးသို့တော့ Enzo Morris ကပိုပြီးအားတအောင်ကစားသွားနိုင်တယ်အဲ့တို့ကြောင့်ကွင်းလယ်အသာစီး ်ချယ်ဆီကပထမပိုင်းမှာပိုရခဲ့တယ်ဘလို့မျိုးအားတောင်းကစားသွားတော့ချယ်ဆီရဲ့စိုက်ဘက်ကစားသမား၂ယောက်ဖြစ်တဲ့မဲလူဂူစတိုရောနောက်မကူကူရယာရောမွိုင်းဆက်စကိုက်စတိုပြီးတော့ရီစ်ဂျင်းဘေးမှာ၄ယောက်တိတိဝင်ကစားသွားစေခဲ့တယ်အဲ့တော့နောက်တန်းမှာပွင့်လေမျိုး၂ယောက်ပဲရှိတယ်သို့တော့ပို့ပြီးတော့ဒီကစားသမားတွေကလှုပ်အားနှုံပေးရတယ်အထူးသဖြင့်မကူကူရယာအဲ့တော့သူ့အနေနဲ့ကဟိုလှုပ်ဆောင်အောင်မဲ့ဂျူဒီဖန်ရှင်နေနှစ်မျိုးရှိသွားတယ်ဗျာ left back အပြည့်အစုံပြီးရင် LCB ပုံစံကစားညပြီးရင်ကျွန်တော် LDM ပုံစံကစားမိုဆာလာလည်းပုံမှန်စွမ်းဆောင်ရည်အောင်ရောက်နေလို့တဖြည်းဖြည်းချင်းကြလာတဲ့အတွက်ကြောင့်ဒါမိုဆာလာဘက်ကအရင်စိုးရင်စရာမကောင်းတဲ့အခြေအနေလည်းဖြစ်ခဲ့တယ်ပေါ့နော်ကုကူရေကလည်းပုံစံကောင်းရနေတဲ့အတွက်ကြောင့်အဲ့ဘက်ကတော့အတိုင်းအတာတစ်ခုဒီအဆင်ပြေခဲ့တယ်တိုးတော့ကုကူရေကကစားရတာမတက်တာအောင်အဲ့တော့ခုနကကွင်းလေအသာကြီးရတဲ့အပိုင်းကိုပြန်သွားအောင် ဲ့ချယ်ဆီရဲ့ဂွေးလဲမှာပုံမှန်အဖြစ်3 ball 3 stop ပြင်မဲ့ကူကူရဲရဝင်းနေဘေးမှာလဲမဲလိုကူစတိုရှိတော့အားလုံးပေါင်း၄ယောက်ဖြစ်တော့အန်ဇိုဖာနန်ဒက်စ်ကပါထပ်ပေါင်းလိုက်၅ယောက်ဖြစ်တော့အဲ့တော့ပြိုင်ဘက်ဂွင်းလဲကဒိုမနစ်တို့အာဂျီဘီတို့မကာတို့ဘလောက် strong ဖြစ်ဖြစ်၃ယောက်၅ယောက်ဗျာဒါအပြင်ကျွန်တော်တစ်ဖက် corner bradley ကလည်းနည်းနည်းလေး weak တယ်။နောက်ကျွန်တော်တစ်ဖက်ချမ်းကဒါ milos carcass ကလည်းအထဲတဲ့ဝင်ဆော့တဲ့အပိုင်းနေအရင်မကောင်း။သူက overlap တည်တက်တာကောင်းတယ်เนาะ attacking ဘိုင်းလိုက်ကူတာကြီးကောင်းတယ်အဲ့လိုအထဲတဲ့ဝင်ပြီးတော့ central zone မှာ overload တွေပြိုင်လို့ဆိုရင်အဆင်မပြေဘူးအဲ့တော့ Chelsea ရဲ့ကွင်းလေက9ရောက်လောက်ဖြစ်သွားတယ်အဲ့တော့5 3ဆိုတဲ့အခြေအနေကဘလို့ပဲဖြစ်ဖြစ်9ရောက်ကတအောင်တာတယ်အရေးသွေးပိုင်းက Liverpool ကစားသမားတွေပို့တာပေမဲ့အဲ့လိုအရေးအတွက်ပိုင်းကကျွန်တော်တွေကပို့များသွားတယ်ဒီချိန်မှာနောက်တဲ့သူတာဝင်ဘလို့ခွဲပေးလိုက်တယ်ဆိုတော့ကူကူရေယာကိုအဲ့လိုနေရာ3နေရာလောက်ပြောင်းကစားခိုင်းပေမဲ့ Melo Gu ဆိုတော့အဲ့ဒီ right side ပေါ့နော် right side မှာအလွတ်ကစားတယ်အလွတ်ကစားတယ်ဆိုတာသူကတခါလေကြာရင် DM နေရာလေးရောက်တယ် CM နေရော AM နေရောမျိုးစုံလွတ်လွတ်လပ်လပ်လိုက်ပြီးတော့ ball winning ကိုအဓိကထားပြီးလှုပ်သွားစေတယ်ဒီနေရာမှာတစ်ခုထက်အားသွားအားသာသွားတာကိုရီဂက်ပိုကလည်းဒီနေ့ပွဲစဉ်မှာစွမ်းဆောင်ရင်ကအရင်ရမနေဘူးပုံမှန်အပြင်ဆိုရင် win အရင်ကောင်းတဲ့အသင်းတွေဒီပွဲမှာ ကစားမယ်ဆိုရင်ချယ်ဆီတိုင်ပတ်မှာဘာကြောင့်လဲဆိုတော့ချယ်ဆီရဲ့ side ကစားသမားတွေကအထဲတည်းပဲဝင်နေတဲ့အတွက်ကြောင့်ဒီချိန်မှာ Liverpool ရဲ့တကယ်ဝင်ကဆစ်စစ်တွေကလည်းကိုရီဂပ်ပူအဲ့လောက်အဆင်မပြေဘူးတစ်ဖက်ကမိုဆာလာအဲ့လောက်အဆင်မပြေတဲ့အချိန်မှာအသင့်အနေထားဖြစ်သွားတယ်။အဲ့တော့ကြောင့်ချယ်ဆီအနေနဲ့ပထမအိမ်မှာကိုင်းလေကစားကွက်အသာသီးရပြီးတော့ဆိုမိုကစားသွားနိုင်တယ်။ Moises Caicedo ရဲ့လက်ဖြားခါလောက်တဲ့အဝေးကန်ချမ်းကနေကျွန်တော်တို့ဂိုးရသွားတယ်။ Outside Cafe ကြီးနဲ့ကန်တဲ့အတွက်ကြောင့်အဲ့ဒီလုံးကဖမ်းခဲ့တယ်။လုံးဝအပေါ်ဒေါင်းကြီးကိုဝင်သွားခဲ့တာပါ။ ဆိုတော့ဒုတိယပိုင်းရောက်တဲ့အခါမှာကျွန်တော်တို့တိုင်ပတ်တဲ့အခြေအနေဖြစ်သွားတယ်အသင်းရဲ့ဒီနေ့ပွဲစဉ်မှာတောက်လျှောက်ခြေသွမ်းပြနေတဲ့ဗာရီယာဆိုင်နှစ်ပွဲရှိပြီတော်တော်ကောင်းတာဗာရီယာဆိုင်နေဗာရီယာဆိုင်ဒဏ်ရာပြဿနာရသွားတယ်အဲ့ဒီအချိန်မှာ reach chain ကနောက်ကိုဝင်ပြီးတော့စင်းစော့ပေးလိုက်ရတယ် romeo level ရောက်ပြန်ထည့်ပေးလိုက်ရတယ်ကျွန်တော်တို့ chelsea ရဲ့ ქვენ လေဟာငကိုတော့ solid ဖြစ်နေတဲ့၄ယောက်၅ယောက်လောက်ကနေအရေအတွက်ရော့သွားဒီအချိန်မှာ arna slot ဘလောက်တိပါးရည်နဲ့ရှိသလဲဆိုတော့ ქვენ လေပိုင်းကိုအตาသီးယူဖို့အတွက် ကော်နာဘရက်လီကိုထုတ်လိုက်တယ်ဒိုမနစ်ဆိုဘိုစလိုင်ကိုဒါဒုတိယပိုင်းအစတည်းကနော်နော်ဒိုမနစ်ဆိုဘိုစလိုင်ကိုရိုက်ဘက်မှာပြန်ထားလိုက်တယ်ဖလော်ရီယန်ဗစ်ဝင်လာတယ်ကွင်းလေနော်ကစားကွက်အတာကြီးရရှိမှုကိုပြောင်းလဲပလိုက်တယ်နောက်တပြေးချင်းစီကြာလာတဲ့အချိန်မှာအီဘရာဟီမာကော်နာတီကိုထုတ်တယ်ပြီးရင် RGBU အနာထည့်တယ်ပြီးရင်ရှေ့မှာကာတီဂျုံးစ်ကိုထပ်ထည့်လိုက်တဲ့အခါလီဗာပူးရဲ့ကွင်းလေကလုံးဝ strong ဖြစ်သွားအဲ့တော့ကွင်းလေအတာကြီးရရှိမှုနဲ့အတူချယ်ဆီကိုဒုက္ခပေးဖို့ကြံ့ဝင်ခဲ့တာ အဲ့ဒီ viewer ဘိုင်းကတကယ်အသုံးဝင်ခဲ့တယ်။ Chelsea အနေနဲ့ကွင်းလယ်ဘိုင်းမှာလုံးဝ Liverpool ကိုမရှင်နိုင်တော့ဘဲနဲ့ဟိုပြက်ပြက်သားသားကိုရှုံးနိုင်ခဲ့တာဗျာ။ကွင်းလယ်ဘိုင်းမှာလုံးဝပထမပိုင်းကအသာကြီးရနေတယ်လို့ဒုတိယပိုင်းမှာအသာကြီးရကျွန်တော်တို့မြင်ုံမမြင်ရတော့ဒီချိန်မှာကျွန်တော်ကတော်တော်လေးခံပြင်းမိတာငါတို့နောက်ခံလူကောင်းတယောက်ဘာကြောင့်မခေါ်ခဲ့တဲ့ုံဆိုတဲ့ခံစားချက်မျိုးတကယ်လို့သာတူတူတက်တက်နောက်ခံလူကောင်းတယောက်ရှိနေမယ်ဆိုရင်ကျွန်တော်တို့ဟို right back ကစားသမားတွေ left back ကစားသမားတွေနောက်ကိုဝင်ဆော့เสียမလို့အခုဗျာ hard to now reach chain ဖောင်ဖြတ်ပြီးကစားရတာ cb ကစားသမားတယောက်မှမရှိတော့ဘူးအဲ့ဒါဖောင်ဖြတ်ဆော့တာပဲကျွန်တော်တို့မှာကစားခွက်မရှိတော့ဘူးအဆင်ပြေသလိုကြုံညုံပြီးတော့ခံရတာပဲအတကုံအင်ပြစ်အားပြစ်ဆော့ပြီးတော့အဲ့တော့အလဲမှာ overload ဖြစ်နေရတယ် Moses Kaisro ကရှေ့မတက်ရတော့ Kaisro ရှေ့မှာ level ရပဲရှိတော့တယ် Anzo ကလည်းအလွတ်တွေရှောက်လှုပ်ပြီးတော့စော့နေရတာဒီချိန်မှာ Liverpool goal တကူရသွားတယ်သူ့ပေမဲ့လည်း ဲ့လိုနိုင်ကျင်တဲ့အခါကျတော့ကစားသမားတဦးတယောက်ချင်းစီရဲ့ကြိုးစားမှုကလည်းကျွန်တော်တို့ပြန်ပြီးတော့အဖိုးတန်အနိုင်ကိုရခဲ့တယ်အဲ့တော့ဒီကိုအဓိကဖန်တီးပေးထားတဲ့လူကလည်းဒီနေ့ပွဲတွေမှာတောက်လျှောက်ခြေသွမ်းပြနေတဲ့မကူကူရေရာကူကူရေရာရဲ့အာတွန်ကွန်ဆိုက်နဲ့ဖန်တီးပေးမှုအစတီဗွန်ကလည်းအာတွန်ကွန်ဆိုက်ကြိုးစားရင်းနဲ့အဖိုးတန်အနိုင်ကိုရရှိခဲ့ပါတယ်အဲ့တော့ပွဲပြီးသွားတဲ့အချိန်မှာအာနာစလော့ရဲ့ပြုပြင်ပြောင်းလဲမှုတချို့မှန်ကန်ခဲ့ပေမဲ့ချက်စီရဲ့ဖောင်ဖြတ်ပြီးကစားတဲ့ဟန်ကြောင့်လီဗာပူးလ်က၃ပွဲဆက်ရှုံးပွဲကြုံတွေ့သွားခဲ့တယ်လို့ပဲ ပြောရမှာပါအဲချယ်ဆီကတော့ထူးခြားတဲ့နောက်ထပ်တစ်ခုကကစားသမား၃ယောက်နော်၃ပွဲဆက်หนีခဲ့တဲ့အပြင်ဒီပွဲမှာနီးပြအန်ဆိုမရက်စ်ကလည်းနှစ်ဝါတနီနဲ့ထုတ်ပယ်ခံခဲ့ရတဲ့အကြောင်း၄ပွဲဆက်ချယ်ဆီနဲ့ပတ်သက်တော်သူတွေအနီကက်တွေရခဲ့ပါတယ်ခင်ဗျမနေ့ပြန်ရောက်ရင်အကြိုက်ဆုံးကစားသမား၅ယောက်ကိုရွေးထုတ်သုံးသက်ဆွေးနွေးပေးပါအောင်မယ်အခုတော့ခဏတာနှုတ်ဆက်ပြရသည်ခင်ဗျကျေးဇူးများကြီးတင်ပါတယ်